မင်္ဂလာပါရှင်။ရှမ်းရဲကွန်မီဒီယာကကြိုဆိုပါရစေ။တောင်ကြီးမြို့နိုင်အပြည်ပြည်ဆိုင်ရာတက်တော်များနဲ့အထင်အမှန်အခမ်းအနားကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်ရှင်။တယန်ဇာတာနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနတက်တော်ဦးစီးဌာနအပြည်ပြည်ဆိုင်ရာတက်တော်များနဲ့အထင်အမှန်အခမ်းအနားကိုမတ်လ21ရက်နနက်ရှင်နာရီကတောင်ကြီးမြို့မြို့တော်ခမ်းမမှာကျင်းပခဲ့ပါရစေ။အပြည်ပြည်ဆိုင်ရာတက်တော်များနဲ့အထင်အမှန်အခမ်းအနားတွင်ရှမ်းပြည်နယ်ဆိုရာအဖွဲ့ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်အောင်ကတစ်ပင်တက်တော်ထိန်းသိမ်းခြင်းဆိုင်ရာအသိပညာဘဟု ူသူတာများတို့ပါစေရန်ကဘာနှင့်အဝင်အမျိုးအစားစုံလင်သည်တက်တော်ကေဟာစနစ်များ၏အရေးပါမှုကိုပုံမှုသိရှိနားလည်နိုင်ရန်တက်တော်ထိန်သိမ်းရေးလုပ်ငန်းများအမြင့်တင်ဆောင်ရနိုင်ရန်ရည်ရွယ်ပြီးနှစ်စဉ် match လ21ရက်နေ့ကို အပြည်ပြည်ဆိုင်ရာတက်တော်များနေ International Day of Forest အဖြစ်2022ခုနှစ်ကစတင်သတ်မှတ်ခဲ့ပါကြောင်းနိုင်ငံ၏သဘာဝပတ်ဝန်းကျင်အခြေအနေများတိုးတက်ကောင်းမွန်စေပြီးရာသီဥတုအခြေအနေများများတာ၍စာရေးရိတ်ခါပုံမှုရရှိစေရေးနှင့်ထုတ်လုပ်နိုင် 爷爷专。 ိုင်ငံတော်အကြီးအကဲလမ်းညွှန်ချက်များနဲ့အညီပြည်သူလူထုပူပေါင်းပါဝင်မှုဖြင့်လမ်းဘေးဝဲရာစိန်လန်းစုပြေးရေးစိုက်ခင်များတည်ထောင်ခြင်းမြေချောင်းများဘေးဝဲရာတခြားသစ်ပင်များစိုက်ပျိုးထိန်သိမ်းခြင်းအာဆီယံလမ်းမကြီးနှင့်ရထားလမ်းဘေးဝဲရာသစ်ပင်စိုက်ပျိုးခြင်းသစ်ပင်တည်တော်ကျဲပါသည့်တောင်ကုန်းတောင်ထိပ်များမှာသစ်ပင်စိုက်ပျိုးခြင်းနဲ့တည်တော်ထိန်သိမ်းခြင်းကျေးလက်နေပြည်သူများ၏ထင်းလောင်စွာလိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်ကျေးရွာထင်းဆိုင်ခင်တရွာနေအေကစိုက် ိုက်ခင်များတို့ချေဆိုင်ပြုခြင်းကျေးရထင်ဆိုင်ခင်များတီထောင်ကျင်းတို့ကိုစီမံချက်များရွေးဆွဲအကောင့်ထေဖို့ဆောင်ရွက်လျက်ရှိပါကြောင်းအပြည်ပြည်ဆိုင်ရာတက်တော်များ၏ကိုကျင်းပဆောင်ရွက်ရာတွင်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရေးအစီအစဉ်တရက်အနေဖြင့်သာကျင်းပခြင်းမဟုတ်ဘဲနိုင်ငံသားများကတက်တော်များ၏စာရေးရေးခါဖူးလုံစေခြင်းဂေဟစနစ်ဝန်ဆောင်မှုများပံ့ပိုးပေးနိုင်ခြင်းလူမှုစီပါဘဝ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက်အရေးပါပုံကိုတည်မြင်နာလဲလက်ခံပြီးတက်တော်စီမံအုပ်ချုပ်ရေးလုပ်ငန်းများမှာစိတ်အားထိုက်တန်စွာပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်ပြီးကျင်းပရခြင်းဖြစ်ပါကြောင်းတက်တော်တဲ့ပင်များမှာရရှိသည့်အကျိုးကျေးဇူးများကိုသိရှိနာလဲပြီးရည်ရှိတည်တန်းစေရန်ဝိုင်းဝန်းထိန်ထိန်ဆောက်ရှောက်ပေးကြရန်ပြောကြားခဲ့ပါတယ်။အဒီနောက်အပြည့်ပြဆိုင်ရာတက်တော်များနဲ့အထိမ်းမဲ့ဗီဒီယိုပြသပြီးပြည်내ဝန်ကြီးချုပ်ပြည်내တရားလွတ်တော်တရားသူကြီးချုပ်ပြည်내ဝန်ကြီးများပြည်내ဥပဒေချုပ်တာဝန်ရှိသူများသည် ခမ်းမအတွင်ခင်းချင်းပြသထားသောနိုင်ငံကပ်ပူစာများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရှိရပါတယ်ရှင်။